အားလုံးမင်္ဂလာပါခင်ဗျာ MPA သတင်းဌာနရဲ့ဒီကနေ့အော်တိုဘာလ3ရက်မှာရရှိထားတဲ့အထူးရသောသတင်းတွေကိုကျွန်တော်ခင်ဗျားကတင်ဆက်ပေးပါတော့မယ်။နောက်ဆုံးရထိုက်တန်သတင်းတွေထဲကြောက်မေပြန်ရပြီးရနောက်ပြည်ဦးလွင်ဘူတာကိုရောက်လာတဲ့မင်းအောင်လိုင်လုံချုံရင်ကျူးဆိုင်ဖို့ပြောတဲ့သတင်း။ NUG တက်ခွင်းရခဲ့တဲ့ဂျပန်လွှတ်တော်မှတမကညီလာခံဘာထုလဲ။ကိုရင်လေးပါပြင်လာတော်မူခဲ့ရတဲ့ရွှေဘုံမြို့ဖျားဝင်းလက်နက်ကြီးပစ်ခတ်မှုနှစ်ဖက်အပြန်အလှန်ဆွတ်ဆွဲတဲ့သတင်း။ စစ်တပ်ဖမ်းလာပြန်ခံရတဲ့တပ်နေမုံတပယ်အုပ်ချုပ်ရေးမှုနဲ့ပြူကောင်းဆောင်ကြီးကိုရုတ်ောက်ပွဲစိတ်ဝင်စားတဲ့မန္တလေးမှာလူလူတိုက်ပွဲထက်လုတဲ့တရင် drone လက်လို့ဂျာမန်မြူနစ်လေစိတ်ပိတ်ရပြီးခီးတဲ့3000လောက်ကျန်ကြနေတဲ့အကြောင်းအဲ့လိုတနေ့တာထူးခြားဆုံးဖြစ်ခဲ့တဲ့ပြည်တွင်းပြပတဲ့တရင်တွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီနေ့အတွက်ပထမအဦးဆုံးပြောပြရှင်တာကတော့ ကြောက်မဲ့ပြန်ရပြန်တော့ပြင်းဦးလေဘူတော်ကိုရောက်လာတဲ့မင်းအောင်လည်းလုံချွင်ကူးဆိုင်ဖို့ပြောတဲ့အကြောင်းဖြစ်ပါတယ်။အော်တိုဝါလာတင်းနေရကြောက်မဲ့ကိုတင်လိုက်ပြီးလို့ကျင်ညာပြန်နောက်တည့်ရမှာပဲချက်ရှင်းဆိုသလိုစစ်ကောင်ဆောင်မင်းအောင်လည်းတယောက်နောင်ရှိုးပြင်းဦးလေအဆက်ကပြင်းဦးလေဘူတော်ကိုရောက်ရှိလာခဲ့ပါတယ်။ပြင်းဦးလေနောင်ရှိုးဂုတ်ထိတ်ကြောက်မဲ့လမ်းပန်းကိုပြန်ဖွင့်နိုင်ဖို့ဂုတ်ထိတ်နောင်ပိန်ကြားကအပြစ်စီကိုစစ်တပ်ကပြန်လည်ပြုပြင်နေပြီးဖြတ်စီခံထားရတဲ့ဂုတ်ထိတ်တရားပြုပြင်ရေးလုပ်ငန်းတွေနဲ့ တရားလုံခြုံရေးကိုစနစ်တကျဆောင်ရွက်ဖို့စစ်ကောင်ဆောင်ကပြောပါတယ်။အလားတူရထားလမ်းမအလိုက်ပြန်လည်ပြုပြင်ရမှာလဲရထားတွေလုံခြုံရှုံးမွေးစွာပြည့်စွင်နိုင်ရေးစနစ်တကျတွက်ချက်လှုပ်ဆောင်ကြဖို့လိုတယ်လို့ NLD လက်ထက်ကမင်းအောင်လိုင်နေရအစားထုတ်ဖို့ရေပန်းစားခဲ့ပေမဲ့ကြောင်ထိုးခံထားရတဲ့ပို့ဆောင်ရင်းနဲ့ဆက်သွယ်ဝင်ကြီးညထုံဦးကိုအမိန်ပေးတော့ပါတယ်။ပြင်းဦးလင်ဂုတ်ထိတ်နောင်ပိုင်ရထားလမ်းပိုင်းမှာပြည်တွင်းပြည်ပခီးသားတွေကိုဆွဲဆောင်နိုင်တဲ့ကြောင်မီသွေးတုံး မေယထားဆက်ကောင်းတွေတုံးပြီးပြေးဆွေးနိုင်ရင်ဆောင်ရွက်ဖို့လိုရဲလို့မင်းအောင်လန်ကပြောပါတယ်။ဒါအပြင်အခုလာမယ့်တရင်ကျွဲ့ရုံပရက်တွေမှာရန်ကုန်နေပြည်တော်မန္တလေးလူစည်းရထားတွေထပ်မံတိုးရှိပြေးဆွေးဖို့ကိုလည်းသူ့ဩဇာခံတွေကိုတိုက်တွန်းပြောကြားတော့ပါတယ်။အဲ့နောက်ပြည်ဦးလွေမျိုးသူ့မင်္ဂလာဈေးကို၆တက်အစင်းမြင့်ဈေးတက်တိဆောက်ရေးစီမံကိန်းကိုတွားရောက်ခဲ့ပါတယ်။အဲ့ဒီဈေးကိုအစင်းမြင့်ဈေးတစ်ခုဖြစ်လာစေဖို့နဲ့ဒေတာထွန်းတဲ့အခြေခံသုံးကုန်ပစ္စည်းကို တနီယာရဲမှာတစုတစည်းတည်းရရှိနိုင်ဖို့ရည်ရွယ်တည်ဆောက်စေရလို့မင်းအောင်လံကပြောပါတယ်စစ်ကောင်မရှင်တပ်ဟာတန်အန်တပ်တည်နဲ့လည်းထိန်းချုပ်ထားတဲ့နောင်ရှိုမြို့ကိုပြီးခဲ့တဲ့ဇူလိုင်16ရက်နေ့ကြောက်မဲမြို့ကိုအော်တိုဘာလ10ရက်နေ့မှာပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ကြေညာထားပါတယ်ဒုတိယအနေနဲ့ NUG တောက်ခွင့်ရခဲ့တဲ့ဂျပန်လွှတ်တော်အမတ်တမကညီလာခံဘာရီထူးခြားမှုရှိလဲဆိုတာပြောပြပါဦးမယ်ဂျပန်ပါတီလွတ်တော်ဥက္ကဋ္ဌများတမကနှစ်ပတ်လည်ညီလာခံကိုစတင်မလာ30ရက်က ဂျပန်နိုင်ငံတိုကျိုမြို့မှာကျင်းပခဲ့ပါတယ်။အဲ့ဒီညင်လာခံကိုဂျပန်နိုင်ငံဆိုင်ရာမြို့သားညီညွတ်ရေးအစိုးရ NUG ကိုစလေဥဆောပါလှသိမ်းတဲ့ဂျပန်ရောက်မြန်မာအဖွဲ့အစည်းတွေရဲ့ကိုစလေတွေတက်ရောက်ခဲ့ကြတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ပါတယ်။အဲ့ဒီအခမ်းအနားမှာဂျပန်အစိုးရနဲ့လွှတ်တော်အမတ်တွေအနေနဲ့စစ်ကောင်စီကကျင်းပမယ့်ရွေးကောက်ပွဲကိုလုံးဝလက်မခံဖို့ဂျပန်ရောက်မြန်မာနိုင်ငံသားတွေတိုက်တွန်းတောင်းဆိုထားတဲ့စာကိုဂျပန်ထက်လွှတ်တော်ဥက္ကဋ္ဌမတ်စတာ ကွန်ဒိုဆိုအီရှိတန်တရားဝင်ပေးအပ်နိုင်ခဲ့ပါတယ်။ဒါအပြင်ညီလာခံတက်လာသူတွေကစစ်ကောင်မရှင်ကတရားမဝင်ရွေးကောက်ပွဲဆိုင်ရာတန်တရားဖြစ်ပေါ်တဲ့အချက်လက်တွေရွေးကောက်ပွဲပေါ်နိုင်ငံတကာရဲ့သဘောထားနဲ့ကုလသမဂ္ဂရဲ့ရည်တည်ချက်တွေစစ်ကောင်မရှင်ရဲ့အပြစ်မဲ့ပြည်သူလူထုအပေါ်လေကြောင်းတက်ခတ်မှုတွေကိုတင်ပြဆွေးနွေးခဲ့လို့ NUG ကထုတ်ပြန်ပါတယ်။အော်တိုဘားလ2ရက်မနေ့ကလည်းကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တန်မတ်ကြီးဦးကျော်မိုးထွန်း အန်ယူဂျီနိုင်ငံခြားရေးဝန်ကြီးဒေါ်စင်မအောင်လူခွင့်ရဒုဝန်ကြီးဦးအောင်ကျော်မွန်းနဲ့အမျိုးသားညွရဲ့အတိုင်ပင်ခံကောင်စီကအရက်ပတ်အတိုက်အဝန်းကိုယ်စားလှယ်ဇန်နန်ဂျော်တို့က UK ကွက်က Office တာဝန်ရှိသူတွေနဲ့ဆွေးနွေးပွဲကိုနယူးယောက်မြို့မှာကျင်းပခဲ့ပါတယ်။အဲ့ဒီဆွေးနွေးပွဲမှာစစ်ကော်မရှင်ရွေးကောက်ပွဲကိုဆန့်ကျင်ဖို့ဒီမိုကရေစီအင်အားစုတွေနဲ့အမြဲထိတွေ့ဆက်ဆံဖို့အကူအညီလိုအပ်နေသူတွေကိုထောက်ပံ့ပေးဖို့နဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထောင်ရေးကြိုးပမ်းမှုတွေမှာ အင်ပြည့်အပြည့်ထောက်ခံပေးဖို့တောင်းဆိုခဲ့ကြပါတယ်။တကွေကန် United Nation Office အားကုလသမဂ္ဂမှရှိတဲ့ဘာသာရေးအဖွဲ့အစည်းတွေကိုကိုစားပြုတဲ့အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပြီးကမ္ဘာတဝန်းကဘာသာရေးလူခွင့်ရေးစစ်ဘေးရှောင်ရေးငြိမ်းချမ်းရေးပဋိပက္ခကာကွယ်ရေးကိစ္စရပ်တွေကိုအထူးပြုလှုံ့ဆော်ပါတယ်။နောက်ထပ်ပြောပြပေးမယ့်သတင်းကတော့ကိုရင်လေးပါပြန်လွန်ခဲ့ရတဲ့ရွှေဘုံမြို့ဖျောင်းဝင်းလက်နက်ကြီးပစ်ခတ်မှုနှစ်ဖက်အပြန်အလှန်ဆွတ်ဆွေးနေကြတာဖြစ်ပါတယ်။ စကိုင်းတိုင်းရွှေဘုံမြို့ပေါ်မှာရှိရဲဆက်အာနာရှင်အဆက်ဆက်အောင်မြင်နေတဲ့နေရာဖုန်ကြီးကြောင်တဲ့ကိုလက်နဲ့ကြီးတားရောက်ပောက်ကွဲခဲ့လို့ကိုရင်လေးပါပြန်လည်တော်မူသွားတယ်လို့သိရပါတယ်။အော်တိုဘာလ2ရက်မနေ့မနက်9:00နာရီလောက်ကဖြစ်ပေါ်ခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးအဲ့ဒီမြို့နယ်ပကဖာအဖွဲ့ကစစ်ကောင်ရှင်တရဲ့ရွှေဘုံမြို့ထောက်ပေါ်တန်းနှစ်ကလက်နဲ့ကြီးသုံးလုံးပြစ်ခတ်တိုက်ခိုက်ခဲ့ရလို့ဆိုပါတယ်။စစ်တပ်ဘက်ကတော့ရှီပါရွာအနီးက PDF တွေကလက်လုံးရှော့တိုက်သုံးနဲ့ပြစ်ခတ်ခဲ့လို့ ောင်မြေဖုံးကြီးကျောင်းဝင်းတဲ့ရှိချမ်းမြေကျောင်းတိုက်ထဲကြားရောက်ပောက်ကွယ်ခဲ့လို့ဆိုပါရယ်နှစ်ဖက်တည်ဆုံးတံအရသူစင်းမှာကွာဟမုံရှိနေရကိုတွေ့ရပြီးပကပပကလေးပါပြန်လုံခုနှစ်ပါတံရရလို့ဆိုပေမဲ့အစိုးစုဘက်ကတော့သုံးပါပြန်လုံပြီး၈ပါတံရရှိရလို့ဆိုထားပါရယ်ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးစစ်တပ်ဘက်ကလာရောက်ကြည့်ရှုအမျိုးမရှိပဲတော်လင်းတပ်ဖွဲ့တွေကပြစ်ခတ်တယ်ဆိုပြီးဝါရဖြန့်နေတာတာဖြစ်တယ်လို့ရွှေပုံမြို့နယ်ပကဖရဲ့တာဝန်ရှိသူကပြောပါရယ် လာပြီးကြည့်ရင်ကိုငင်စောင့်ရှောက်တယ်လို့မကြောက်ဘူးဗျဖုန်းကြီးတွေကိုစတက်ဘက်ကလာပြီးတော့သတင်းလှမ်းမရမျိုးလာပြီးတော့ဟိုဟာလောက်တာမျိုးမရှိဘူးသူတို့ဘက်ကတောင်ပြန်ပြီးတော့မှတွန်လင်းတက်ဖွဲ့ရဲ့ဘက်ကပြစ်တယ်ဆိုတာမျိုးသတင်းတွေထုတ်တရားကိုလို့သူကပြောပါတယ်အခုလက်နေကြီးကြားရောက်ခဲ့ရဖျားဝဲမှာရှေ့အောင်မြင်မှာကုန်းမောင်ခက်ကလေးကတရှိခဲ့တဲ့အောင်မြင်ဖြစ်ပြီးဥအောင်စင်ကစစ်တိုက်တိုင်းလင်းတဲ့အောင်မြင်ဖြစ်တယ်လို့မင်းအောင်လည်းအပါဝင်ဆက်အာနာရှင်ခက်ဆက်ဆက်လည်း လာရောက်နေကြနေရဖြစ်တယ်လို့သိရပါတယ်။လက်နေကြီးကြောက်ပောက်ကွင်မုံကြောင့်တတ်တော်စစ်လင်းတဲ့အရွေတွေဖြစ်ကြတဲ့ရှင်ညာနိကရှင်ဝီမလရှင်ဥတ္တမနဲ့တတ်တော်စစ်လင်းတဲ့အရွေရှင်မေတာနန္ဒတို့ပြန်လည်တော်မူခဲ့လို့တလင်းတက်ပွဲစီကနေသိရပါတယ်။ဆက်လက်ပြီးစစ်တပ်ဖမ်းတာပြန်ခံရတဲ့တန်နေမုံတစ်ပည့်အုတ်ရှုံမုံနဲ့ပြူကောင်းဆောင်ရေကိုအကြောင်းပြောပြလိုပါတယ်။ရန်ကုန်တောင်ပိုင်းခရိုင်တန်လျင်မြို့တန်နေမုံဘိုလ်ချုပ်ထွန်းလူရဲ့တပည့် အုပ်ချုပ်ရေးမှုနဲ့ပြူကောင်းဆောင်တို့ညကိုကိုစစ်တပ်ကပြန်ဖမ်းထားတယ်လို့သိရပါတယ်။မြို့ဟောင်းချစ်ရက်ကအုပ်ချုပ်ရေးမှုအောင်စောထွေးနဲ့သူ့အကိုပြစောတိကောင်းဆောင်အောင်တင်တို့ဟာမြို့ပေါ်မှာမူရစေဝါရောင်းဝယ်တာမြေကွက်တွေကျူးကျော်ရောင်းချရနဲ့စစ်မှုထံအတွက်ပေါ်တာဆွေးရောင်းစရာတွေနဲ့ချမ်းသာကြွယ်ဝနေကြပြီးနမယ်ဆွန်းနဲ့ကြော်ကြားချက်တွေ ဖြစ်ပါတယ်။စေအုပ်စုဝင်တွေစီးပွားရေးကိုလုံနေတဲ့ဒီညကိုကိုပေးခဲ့တဲ့စတေမာလာ29ရက်ညနေပိုင်းမှာ စစ်ဘက်ရဲရလုံခြုံရေးတပ်ဖွဲ့စာရဖက်ကဖမ်းဆီးသွားခဲ့ပြီးဒီနေ့အထိပြန်မလွတ်သေးဘူးလို့ဒေသတွင်းလူတော်လင်းစာမျက်နှာတန်လျင်မီဒီယာကဆိုပါတယ်။ဒါကြောင့်အောင်စောထွေးဟာအောက်ရှိုရမူရှာတို့ကပြုတ်ဖို့ကြိမ်းတဲ့တလောက်ရှိနေလို့တန်လျင်မီဒီယာရဲ့ကာဝန်ရှိသူတူက MP ကိုပြောပါတယ်။တန်နေမူဘိုလ်ချုပ်ထွန်းလူကိုပိုင်တယ်ဆိုပြီးစင်းရဲ့အောင်စောထွေးရဲ့လိုင်စင်မဲ့ကား Toyota ကဒီနာကားကိုလည်းတင်သွားတယ်လို့သိရပါတယ်။ သူကအုပ်ချုပ်မှုလုပ်ပြီးမှမတရားရှမ်းသာသွားတာသူရက်ွက်ကြုံလမ်းထဲမှာတင်းမူရဲ့ဆေးဝါးကိုအကြည့်ကျေရောင်းချနေရသူလိုင်းကျဲပေးထားလို့မဖမ်းတာလေလူမိုက်တွေမွေးထားပြီးဆက်ကျဲတောင်းလာတွေမြေကွက်တွေကိုကျူပြီးရောင်းချနေရသူ့ကိုအောင်တင်ကပြစောတိခေါင်းဆောင်လေညီကိုနှစ်ကောင်ကထင်တိုင်းကျဲတောင်းကျန်းနေရလို့တန်လျင်ပြည်သူတို့ရဲ့အပြောကိုတန်လျင်မီဒီယာက ဖော်ပြထားကြရသိရပါတယ်။အောင်စော်ထွေးဟာမြို့ဟောင်းရှေးရက်က အုပ်ချုပ်မှုရှုံးမှာပဲ အရှုတ်ခံပြုတ်လုထားပြီးညဘက်ကင်းဘက်ကပေါ်တာဆွဲလာသူတို့ကိုရှုံအောင်ထားလဲရှိပြီးရက်ကွက်အတွင်လင်မယားရှင်းရန်ဖြစ်ရင်တောင်ယောက်ျားကိုဖမ်းဆီးပြီးစစ်မှုထမ်းတဲ့ထိပစ်တယ်လို့သိရပါတယ်ပြည်တွင်းထဲကနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ရွက်ောက်ပွဲစိတ်ဝင်စားတဲ့မန္တလေးမှာလူလူတိုက်ပွဲထပ်လုပ်တဲ့အကြောင်းဖြစ်ပါတယ်မင်းစင်းကတ်ထားကြင်ညာမှုတွေကိုတယောက်မှသွားမကြည့်ခဲ့တဲ့မန္တလေးမြို့လယ်မှာရွက်ောက်ပွဲအတူဆန့်ကျင်လူလူတိုက်ပွဲလှုပ်ရှားမှုကိုဒီနေ့မှပြုလုပ်ခဲ့ပါတယ် မန္တလေးမြို့လမ်း60နဲ့လမ်း30ဝေးပွိုင်လမ်းစုံမှာဒီနေ့မနက်မှာပြုလုပ်ခဲ့ကြတာပါဖက်ဆက်ရွက်ကောက်ခွဲထွက်ပေါက်မင်းမပေးပဲတပိမောက်အတူရောင်ရွက်ကောက်ပဲလူလူအားနဲ့တိုက်ခဲ့ကြတဲ့မင်းဖြင့်တရားဝင်လူတက်ခွင့်မပေးနဲ့လို့ရေးသားထားတဲ့စာရင်းဖြန့်ဝေခဲ့ကြတယ်လို့မန္တလေးတပိအင်အားစုကသတင်းထုတ်ပြန်ပါတယ်ပြုလက်ပါဆိုရဲတောင်းကျမ်းတာစစ်မှုန်တန်းကောင်းစင်နဲ့အတေးအာမဖန်ဆင်းဝင်ညစ်တာတွေကိုစက်တိုက်ကြုံတွေ့ခြင်းဆိုင်နေကြရတဲ့ မန္တလေးပြည်သူပဲရင်ထဲမှာဖက်ဆစ်စစ်တပ်နဲ့အနာသိဆေအုပ်စုအပေါ်နာကျင့်ချက်တွေကရင်ထဲအပြည့်ပါဒါအပြင်အခုစစ်တပ်ကလုံမဲ့အတွေ့အော်ရွှေကောက်ပွဲတနီလုတ်ပွဲကိုလည်းခါတိစွာဆန့်ကျင်ကြရွမုန်းကြပါလေလို့မန္တလေးတပိတ်အင်အားစုကဆိုပါတယ်ပြည်သူတော်လှန်ရေးကြီးမှာပြည်သူတာလင်အဓိကဖြစ်ပြီးပြည်သူထောက်ခံပါဝင်နေတဲ့တော်လှန်ရေးကရှေ့သို့ဥတည်ရှေ့ရှုံနေမှာဖြစ်ကြောင်းပြည်သူအလုံးအနေနဲ့အနာယုဆေအုပ်စုကို ဝုံးမခံမဲ့ချာယာနီနာနီလန်းမြောင်းစုံနဲ့တုံ့ပြန်နေကြဖို့လိုအပ်တယ်လို့လည်းတိုက်တွန်းပြောကြားထားပါတယ်။မန္တလေးမြို့ပေါ်မှာလုံခြုံရေးတင်းကျပ်နေတဲ့ကြားကအခုလှုပ်ရှားမှုလှုပ်တာလို့မန္တလေးတပိတ်အင်အားစုကတာဝန်ရှိသူတို့က MP ကိုပြောပါတယ်။နောက်ဆုံးပြပတဲ့အနေနဲ့ drone လက်လို့ဂျာမန်မြူနစ်လေဆိပ်ပိတ်ရပြီးခရီးတဲ့3000လောက်ကြံကြရရဲ့အကြောင်းပြောပြရင်ဒီနေ့အတွက်ကျွန်တော်ရဲ့သတင်းတင်ဆက်မှုတွေအားလုံးကိုအဆုံးသတ်လိုက်ပြရစေခင်ဗျာ။ ဂျာမနီနိုင်ငံမြူနစ်လေဆိပ်ပေါ်ကိုဒရုန်းအများပြားပြန်တမ်းမှုကြောင့်အထက်တလန်ဖြစ်ခဲ့ရပြီးလေဆိပ်ကို9နာရီနီးပါးပိတ်ပစ်ခဲ့ရပါတယ်။ဒါဟာဥရောပလေဆိပ်တွေအထက်မှာနောက်ဆုံးဒရုန်းအထက်တလန်ဖြစ်ခဲ့ရတဲ့ဖြစ်စဉ်ဖြစ်လာပါတယ်။မနေ့ည7နာရီလောက်မှာလေဆိပ်ရဲ့လေယာဉ်ပြန်တမ်းမှုခီးစဉ်စုစုပေါင်း16ခေါလောက်ကိုရန်နာလိုက်ရပြီးခီးတဲ့3000နီးပါးကိုခီးသွားလာမှုစန့်ကြာခဲ့ရတယ်လို့လေဆိပ်တာဝန်ရှိသူတွေကထုတ်ပြန်ပါတယ်။ဒါအပြင်ဆိုက်ရောက်ခီးစဉ်15ခေါက်ကိုလည်း ဂျာမနီနိုင်ငံစတုဂတ်လူရင်ပန်းနဲ့ဖရန့်စ်ဝဲမျိုးတွေပြင်အော်စတြေးလျနိုင်ငံကဗီယင်နာကိုပါလမ်းကြောင်းပြောင်းလိုက်ရတယ်လို့ထုတ်ပြန်ချက်ကဆိုပါတယ်။လေရင်စင်းသက်တွေဘေးကင်းပြီလို့ယူဆတဲ့အတွက်ဒီနေ့မနက်9နိုင်မှာပြန်ဖွင့်လိုက်တယ်လို့ခီးတရရဲ့စုံစမ်းမင်းမြင့်မှုတွေကိုဖြေချပေးတဲ့ဖုန်ကန်ဝန်ထမ်းတူက CNN ကိုပြောပါတယ်။အဲ့ဒီတာဝန်ရှိသူကအခုတော့အလုပ်ပုံမှန်အတိုင်းပြန်စနေပါပြီ။ပြန်တမ်းမှုတချို့ဖြတ်လိုက်ရတယ်။ဒါပေမဲ့လေစိတ်ကတော့ ပြန်ဖွင့်လိုက်ပါပြီမနက်9နာရီကဆာလွန်အတက်ဆင်အလုံးဘေးကင်းပါလေလို့ပြောပါတယ်ဂျာမနီတောင်ပိုင်းဘာဗီးရီးယားပြည်နယ်ကဒီလီဆိုင်ဟာဂျာမနီရဲ့လေကြောင်းလိုင်းကြီးလူတန်ဆာရဲ့အဓိကလေဆိပ်ဖြစ်ပြီးဒီနေ့ရက်ပထမနှစ်ဝက်မှာခီးတဲ့တန်း20နီးပါးကိုဝယ်ဆောင်မှု ပေးခဲ့ပါတယ်လွန်ခဲ့တဲ့ရက်သတ္တပတ်တည်းအတွင်းဒိမန်နဲ့နော်ဝေနိုင်ငံတွေကလေဆိပ်ပေါင်းများစွာပေါ်မှာ drone တွေတွေ့ခဲ့ရတဲ့အတွက်ခီးတဲ့ထောင်တောင်းရှိ ထိခိုက်ခဲ့ရပါတဲ့ ။ဥရောပဟာမကြတဲ့ရသက်တပတ်တွေအတွင်း drone တွေ့ရှိမှုနဲ့စက်တိုက်ဖြစ်နေတဲ့အပြင် Russia drone တွေဟာပိုလန်နဲ့ Romania နိုင်ငံတွေဘက NATO လေပိုင်နဲ့ထဲကျူးကျော်ဝင်ရောက်တယ်လို့ဆွတ်ဆွဲခံထားရတာတွေ့ရုရှားတိုက်လေယံတွေက Estonia လေပိုင်နဲ့ကိုရှိုးပေါက်တယ်လို့ဆွတ်ဆွဲခံထားရတဲ့ကြောင်းအမြင့်ဆုံးသတိပေးချက်အနေနဲ့ရှိခဲ့ကြပါတယ်။ MBA ရဲ့ဒီနေ့သာထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့ရပါ။ MBA ရဲ့တင်ဆက်မှုတွေကိုအဆုံးထိကြည့်ရှုအားပေးသူအားလုံးနဲ့တကွာ ဝင်ရောက်မှတ်ချက်ပြုသူအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်။မြန်မာပြည်သူပြည်သားအပေါင်းကိုစိတ်နှပြကျမ်းမာချမ်းသာပြီးဘဝအမောတွေလည်းပြေကြပါစေခရီး။